ကဲတော့အားလုံးမင်္ဂလာပါကျွန်တော်တို့ Glory Fish Pond အပိုင်း၃ကနေပြီးတော့ကြိုဆိုပါရစေ။အရင်အရင်အပိုင်းမှာကျွန်တော်မွေးခဲ့တဲ့ငါးရဲအကုန်လုံးကတော့တော်တော်လေးကိုအရွယ်စားကြီးနေပါပြီ။သူတို့ရောင်းရုံပဲဗျာသိရမလား။ဘာမှထက်ပြီးတော့အစာကျွေးစရာမလိုတော့။ကဲဒီမှာဆိုရင်တော့ Mutation Fish တွေအဲဒီမှာ Variable ပဲ Baby Bass အာ Mutation အဲမန်ဂိုင်းနော်။အာဒီကောင်ဘယ်လောက်တန်လဲမသိဘူး။ရင်းဆုံးဈေးသွားမေးတာအောင်ပဲကျွန်တော်တို့။ပတ်စံ3000တထောင်အောင်ရမှာမစိုးနော်။ကဲမရောင်းသေးဘူးကွာ။ နောက်ပြီးရဟိုကောင်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 ဒီကောင်လေးဒီအေးဒီကောင်ဒီကောင်ဒီကောင်ဟမ်နောက်ပြီးကျွန်တော်အပိုင်းနှစ်မှာမွေးခဲ့တဲ့အကောင်လေးပေါ့နော်ဒီအကောင်လေး Azolatol ဆိုရဲအကောင်လေးရပါပြီအာဒီကောင်လေးကဘလောက်တန်လဲမသိဘူးသိလားဒီကောင်လေးကိုသွားပြီးတော့ဈေးမေးကြည့်ရမယ်နှစ်သိန်း1000တန်နဲ့အာမစိုးပါဘူးကျွန်တော်တို့ fish shop ကိုသွားကြည့်တိုင်းမယ်အာ fish shop မှာဆိုရင်အဲ့ဒီကောင်ကဝယ်မယ်ဆိုရင်ဘလောက်ပေးရမလဲ နေ a solidor ဆိုရဲကောင်း on store ကတော့ပြတ်နေတယ်ဒီမှာ baby profin လာဟာအဲ့ငါ store ရှိရုံကျွန်တော်ဝယ်ရမယ်တိတာအာ store ရှိရုံဝယ်ရမယ်ဆိုတော့ကျွန်တော်မှရှိရဲဒီမှာအာ puffer fish တွေကျွန်တော်နောက်ပြီးတော့ကျွန်တော် pike တို့တခြားငါးတွေအကုန်လုံးကျွန်တော်ရောင်းရမယ်ပတ်စံကတော့အနည်းဆုံး3သိန်းလောက်တော့ရမယ်ထင်တယ်တိတာဘာလို့လဲဆိုတော့ကျွန်တော်စီမှာရှိသည်များတန်မိုးကြီးငါးတွေအကုန်လုံးရောင်းရမှာဗျာအဲ့တော့อืม3သိန်း9000 4သိန်းနေပါပဲ ကဲအဲ့တော့ကျွန်တော်ဟိုအားလုတ်လို့ရပြီငါးအစ်စ်တွေဝယ်လို့ရပြီအာဆောနာကျွန်တော်ပြောတယ်6900နဲ့9ဝယ်မယ်အဲဒီ6900နဲ့9 4000ဝယ်မယ်ဟုတ်ပြီနောက်ပြီးတော့ baby bass 4000 baby bass တွေကအကောင်ကြီးရတော်တော်များနေပြီးရင် clown fish 3000ပြီးတော့ puffer fish ကတော့မရှိတော့ဘူးဗျာ okay နောက်ပြီးတော့ကျွန်တော်ဗာမွေး oh story ပြန်လာပြီ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 ဆိုတော့ကျွန်တော် အာဒီကောင်ကြီးကတော့မမွေးတော့ဟာကောင်ကအကောင်ကြီးပေါ့နှစ်ရက်လောက်ကြာတယ်ပြီးတော့ပေးရတဲ့ဈေးနဲ့လည်းမတန်ဘူးညာတော်တော်လေးကိုဆိုးလုံးနဲ့အာ6900ကငါမှ4900ကိုရောမရှိတော့မရတော့ဒီ legendary baby best တွေပဲမွေးတော့မသိလားပတ်စံ2000ကျန်တာလေးကိုတော့နည်းနည်းလေးထားခဲ့တယ်အဲနောက်ပြီးတော့ကျွန်တော်ငစားဝယ်ရမယ်နော်အိုး9000 9000 9000အိုးဟောဟောဟောနောက်ပြီးတော့ဒီမှာ rainbow နောက်ခုဟွန်းငစားတွေအကုန်ဝယ်မယ် ြော့ဒီမှာတစ်ခုပြန်မယ်ဗျာကျွန်တော်ဒီកောင်នេះကျွန်တော်၄កောင်တော့မှာស៊ូងားនេះស៊ូងားនេះနာမည်မခေါ်တတ်တာတော့ sorry ပါဗျာស៊ូងားလို့ပဲပြောတော့မယ်နောက်ပြီးတော့ဒီမှာ baby bass ပြီးတော့ clown fish ဟွန်းနောက်ပြီးတော့ဘာចានနေဘာမចានတော့ကျွန်တော်မှာဒါရီအကုန်လုံးအကျုံးမြန်အစာထုတ်တွေကြီးပဲရှိလာအဲ့တော့ဒီမှာမင်းတို့အကောင်းစားအစာတွေជួយထားတာเนาะငါកောင်တို့နှုတ်កောင်នេះမြများစားရသေးတယ်မင်းတို့အကောင်းစားတွေပဲជួយထားတာ ။နောက်ပြီးတော့ကျွန်တော်တို့ဒီနေရာလေးအစ်စ်ပါလာရသေးတာအဲ့နေရာမှာကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုရင်ကျွန်တော်တို့ရဲ့ရေကန်ပုံစံပြောင်းလို့ရတယ်ဒါဆိုရင်ကျွန်တော်ရဲ့ပုံမှန်ရေကန်များနောက်ပြီးတော့အခုလိုမျိုးပုံစံပြောင်းလို့ရတယ်အဲ့လိုပုံစံပြောင်းမှုဆိုရင်ကျွန်တော်တို့က9ကောင်တရာဖမ်းပေးရမယ်။အာသူ့ရဲ့အချိုးကျေးဇူးကတော့ဒီ mutation chance ကဒီ godly ဆိုတဲ့ mutation chance က90%ကိုများသွားမှာ။ဒါကြီးဆိုရင်တော့ ပို့ပြီးတော့မိုက်သွားတယ်ဒါဆိုရင်တော့ tropical fish အကောင့်100ဖမ်းမိရမယ် clown fish 95ကောင်တော့မှာ puffer fish က90ဒါဆိုတော့ဒီ beach ရောက်တော့အချိန်တော်တော်ယူအောင်ပါအာဒီမှာဆိုရင်တော့အာနောက်ထပ် benefits တွေကတော့ကော့ကိုပဲစာဖတ်လိုက်လို့ကြာကျွန်တော်ဗဇက်ကနေရှင်းပြမနေတော့ဒီမှာငါးအကောင့်ကြီးဖို့ကလည်း5%တော့များတယ်နောက်ပြီးတော့ဒီမှာ zan pound ဆိုရှိရဲ့ဒီအရာလေးကတော့မသိရင်ဂျပန်နိုင်ငံရဲ့အာရေကန်လေးနဲ့တူတယ်ဗျဒါကြီးကတော့ volcano ဗိုကေနိုဆိုတဲ့အတိုင်းပဲလုံအောင်တာယာနေရတော့မဟုတ်ဘူးမီးတောင်နေရှော်ရည်နဲ့နော်ငါကအသက်ရှင်နိုင်ပါမလားထားလိုက်ပါကျွန်တော်တို့ဒီမှာဆိုရင် mastic ပေါင်နဲ့ဒါကြီးကတော့ကျန်းလုံးပါလေကွာဒါပေမဲ့ကျွန်တော်မကြိုက်ဘူးဗျာကျွန်တော်ကဒီကင်းကိုဆော့ရယ်ဆိုရယ်မျက်စိအေးအောင်ဆော့ပါဗျာဒီမျိုးဟာလေးကိုကြိုက်လို့အာဒီကောင်ဆိုလည်းမဆိုးပါဘူးဒီကောင်ဆိုလည်းနည်းနည်းမိုးအောင်နဲ့အချိန်ဆိုရင်တော့မိုက်မယ်တိတယ်အာအကောင်တရာဖမ်းမရမှာဆိုတော့ကျွန်တော် tropical fish တွေကြီးမွင်ရလောက်တယ်တိတယ် ကဲချကွာကျွန်တော်ရဲ့ငားကန်ရီကိုကျွန်တော် upgrade လုပ်မယ်အဲ့တော့ကျွန်တော် fish shop ထဲမှာ tropical fish တွေကြီးသွားဝယ်အောင်မယ်ကဲကျွန်တော် tropical fish อืมစက်ကောင်စက်ကောင်လုံးဝယ်ပြီးရင်အာ baby blue gill တွေဝယ်ပြန်ပြီးတော့ဒီမှာ tropical fish 22ကောင်အိုးပုံမှန် baby bass ကိုကြီးလိုက်ပါဦးအော်ဟောင်းအကောင်တော်ကြီးနေပြီကအော်ခဏခဏခဏမင်းမင်းမင်းကိုယူလို့ရပြီလားယူလို့မရသေးဘူးယူလို့မရသေးဘူးဟာ ဒါတော့မှအကောင့်တော့ကြီးနေရဲ့ share ပဲ share ပဲ share ပဲကြ Tropical Fish တွေကိုတော့ကျွန်တော်အကောင့်သားအစာတွေမကြွေးတော့ဘာလို့လဲဆိုတော့ဒီကောင်လေးနဲ့မတန်ဘူးရဲ့ Oh my god မင်းတို့ကရောင်းစားမှုတက်တက်မွေးတာဟေးမင်းတို့တွေအခုဆိုရင်တော့ရောင်းစားလို့ရတော့ပြီလား Tropical Fish တွေအကုန်လာမယ် Tropical Fish တွေအကုန်လာမယ်မင်းတို့ကအကောင့်တက်ရတော့မှရောင်းရမှာ Oh ဒီငါရဲ့အရွယ်စားကိုချိတိုင်း Oh ရောက်နေရေ share ကြီးကွာ Okay နောက်ထပ် baby blue gill တခြားငါးတွေဓာတ်ကဲလာကဲလာလာလာငါရေကန်ကို upgrade တင်တော့မှာကဲကဲကဲရပြီပြီးရင်ကျွန်တော်ငါးတွေကိုတွားရောင်းမယ်ဩဒီငါးကြီးကတကယ် heavy ပါကွာရှိတယ်အောင်လမ်းကြပဲကဲ story ပြန်လာပြီပြု story ပြန်လာပြီဆိုတော့ကျွန်တော်တို့ tropical fish อืม6កောင်းပြီးရင် baby blue gill โอเคနောက်ပြီးတော့ဒီកောင်းဒီငါးកုံွယ်ဗျာပြီးတော့ arowana အာရဝါနာဆိုငါတကောင်ပြီးရင်ဆမ်မွန်ဆမ်မွန်ကတော့နည်းနည်းလေးတော့ကြာတယ်ဗျဆမ်မွန်မမွေးသေးဘူးဗျာနောက်ပြီးတော့ကျွန်တော်1300ပဲရှိရဆိုတော့ best မွေးလို့မရတော့ clown fish တွေတော့မွေးထားလိုက်မယ်ဗျာဒါဆိုရင်ကျွန်တော် tropical fish တွေကိုအရင်ချလိုက်မယ်ဟောငါးယူကြည့်တယ်ငါးရေဆောက်ရှူးလာ ဟုတ်တာတော်တော်မိုက်တယ်တော်တော်မိုက်တယ်တော်တော်မိုက်တယ်ကဲကဲကဲမင်းတို့ကောင်းနေကြီးပြီလားကြီးရင်ရောင်းမယ်ကြီးရင်ရောင်းမယ်မင်းတို့ကြီးရင်ရောင်းမယ်ဟို900နဲ့900အော်ဒိုင်ဒိုင်ယူဒိုင်ယူစီးလို့ရမလားမသိဘူးဒါဟိုအောင်မှာဝယ်လို့ရရည်တာဒီ traveling traveling merchant စီမှာတော့ပြီးတော့မေးကြည့်လိုက်မယ်ဒါဆိုရင်ဒီ900ကိုကျွန်တော်စီးလို့ရတယ်ညောညောညောဟာ traveling merchant ကြီးမင်း900လာမှာ ပြန်သွားတာကြီးပဲကဲထားလိုက်တော့ကွာပတ်စံလဲလုံနေရဆိုတော့ဒီ baby bus ကိုဘယ်လောက်ရမလဲ baby bus ကဝင်1400နဲ့ဝယ်ရနော် ပြန်ရောင်းရင်6900နဲ့ရောင်းတော်တော့မိုက်နေကွာပြန်တက်နိုင်ကွာရောင်းရမှာပဲ baby bus ရေတခြားရင်ခွင်မှာပျော်ပါစီအော်ပတ်စံ3900ရပါပြီစံ3900ရပါပြီဆိုတော့ဒီထဲမှာ channel သေးတဲ့ငားတွေဘယ်ကောင်နေရှိသေးလဲဘယ်ကောင်မှမရှိရဘူး โอเคအဲ့တော့ကျွန်တော်က9ဟွာ54ရာခိုင်နှုန်းတော့ဖမ်းမိပါပြီဆိုတော့နောက်ထပ်46ရာခိုင်နှုန်းပဲကျန်တော့အဲ့ဒါဆိုရင်ကျွန်တော်ရဲ့ဒီရေကန်ကို upgrade တင်လို့ရပြီဗျာဒါကတော့ကျွန်တော် salmon မွေးမယ် salmon ၄កောင်ရယ်နောက်ပြီးတော့ဒီ puffer fish puffer fish ကအကုန်ပြီးတော့ clown fish ပြီးတော့ဒီ legendary baby bass เนาะပြီးရင်ဒီកောင် တော့3000ကျော်ပဲခြံတယ်3500ပဲခြံတယ်ဆိုတော့ဒီမှာ bike နှစ်ကောင် okay ဒါဆိုရင်တော့ရှိရငားရတဲ့အကုန်ကုန်ပါပြီเนาะကျွန်တော်ငားရတဲ့အကုန်လုံးကိုမွေးထားလိုက်မယ်ဗျာဒီမှာ3ကောင်ပြီးတော့ salmon ပြီးတော့ဘူပေါင်းငါပြီးရင်ကျွန်တော်ဒီငားစူးရိုးနဲ့ငားတကောင်ပြီးရင် bike bass ဒါဆိုရင်တော့ငားရတွေကတော့အကုန်ကုန်ပါပြီ ကဲအကောင်းစားအစာတွေပဲကျွေးမယ်ဇွန်နာလိုမျိုးအကောင်ကြီးကြီးဖြစ်လာပါပြီကွာရော့ပြော့ဒီမှာ rainbow မင်းတို့အကောင်းစားတွေပဲကျွေးတာနော်ငါကောင်တို့ကဲအခုကတော့ကျွန်တော်တို့နိုင်နဲ့ချီပြီးတော့စောင့်ဖို့ပဲချန်ပါတော့တယ်ဘာလို့လဲဆိုတော့ဒီထဲမှာအကောင်မကြီးသေးတဲ့ငါးတွေအများကြီးပြန်သေးတယ်ဆိုတော့ကျွန်တော်စောင့်ဖို့ပဲကျန်ပါတယ်1 hour later ကဲခုဆိုရင်တော့ကျွန်တော်ရဲ့ငါးတွေကိုရောင်းဖို့အချိန်ရတော့ကြာရောက်လာပါပြီဟာဟိုမှာကြည့်တော့ဟာငါးကြီးအကြီးပဲအဲ့ဒါဘာကြီးစံမုံကြီးလားအဲ့ဘာငါးကြီးလဲ ညွန်ညွန်ညွန်ကွာအကုံဖန်းကွာငားတဲ့အကုံလုံးဖန်းအေးရပြီရပြီရပြီโอ280โอ้ my god อารวานา280อารวานาเนี่ยแหละปัดตัดไปปะสันอะเราไม่ยาเราดีล่ะบาลุเลยซอดีกองนี่เวยอ่ะแหละซี้อ่ะยากระนันเราไปชื่อซอดิอะยังต้องดีกองเอาบะลောက်ตันเลยยินมีจีอ่ะมั้ย3หนองมั้ยตันเนาะอกองอี้จีตะหลอก3หนองมั้ยตันเดซอดอปัดตัดไปอารวานาก็ไม่ยาวได้อูกว่าเออดีกองนี่ล็อกขัดท้าได้มั้ยจิตรเอ๊ะดีงาเนี่ยอกงลงน่ะพั้นหมี่เปียว ဒီမှာကြည့်လိုက်အောင်မှာ95ရာခိုင်နှုန်းဖြစ်နေတွေ့လား100ရာခိုင်နှုန်းပြည့်ရောမယ်100ရာခိုင်နှုန်းပြည့်ရင်ကျွန်တော်ရဲ့ဟိုဟာရပြီ Hello ကျွန်တော်ရဲ့ငါးခိုင်ကြီးကို upgrade တင်ခြင်းလို့ပါဗျို့အမ်ဒီခိုင်ရပါပြီ Okay ဒီမှာကျကျွန်တော်ရေကန်လုံးဝတခြားရေကန်နဲ့ကွဲထွက်ပြီးရတကယ့်ဟိုမှာအမိုက်စားရေကန်ဖြစ်သွားရင်နော်တကယ့်ဟိုဘယ်လိုပြောရမလဲမိုးတက်ဒေါ်လာလားအဲ့လိုမျိုးအဲ့လိုမျိုးရေကန်ဖြစ်သွားရွာကျွန်တော်လည်းမခေါ်တော့ဘူးဒီတောတွေထဲမှာတွေ့ရတဲ့ရေအိုင်လေးနဲ့တော့တူတယ်နော်အဲ့လိုမျိုးရှိတဲ့စူးစူးငားရည်လေအကောင်တော်တော်ကြီးနေတွေ့လား ကဲကဲကဲဒီကောင်တွေအကုန်လုံးဖမ်းကွာအော်ငါးဖမ်းတာတော်တော်ကြာတာပဲဟာလ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 ာမင်းတို့လာအကုန်ရောင်းမှာအကုန်ရောင်းမှာအာပစ္စည်းရာပစ္စည်းရာတော်တော်များနေတာဘယ်ရရောင်းလို့ရောင်းအောင်မသိဘူးအော်ဒီမှာတရတရတရအာ mutation အစ်တကြည့်လိုက် ghostly ရတွေ့လားအာ mutation အစ်တအိုးတရဲလို့လို့ဘာလို့လို့လဲကြည့်လိုက်ငါးမှာ effect တွေနဲ့ဟမ်တော်တော်မိုက်ကြီးဟာဒါမဲ့ arowana ကြီးဖြစ်နေတဲ့အတွက်ကြောင့်မလို့ပတ်စံရတော့အဲ့လောက်ရမှာမဟုတ်ဘူးအော်ဒီမှာဆူးငါးတကောင်အဲ့ဆူးငါးတကောင်ကိုထုတ်ပြီးရောဈေးရင်မင်းကြည့်ရမယ် အဲ့ကောင်နေဘလောက်တန်လဲဆိုတော့သိအောင်လို့အသိန်း၄000နဲ့ရှေးတန်လိုက်တယ်ကွာကဲအကုန်ရောင်းမယ်ဗျို့အော်ဘာစကူဒေးအာယောဟာရေးလေရေးလေချမ်းသာသွားပြီဟိုက traveling merchant လာနေပြီ traveling merchant လာနေပြီဆိုတော့နေုံနေုံ okay okay အာဒီငါးကိုတိမ်လို့မယ်ဆိုပတ်စံ1000ကျမယ်အာမဟုတ်ပါဘူး3000ကြမယ်ဆိုလားလို့ပါအေးလေဟုတ်တယ်လေအာ can you can you tame the fish ဒီငါးကိုရှင်ပါအောင်လုပ်လို့ရလားတဲ့ဒီငါးကိုစီးလို့ရမယ်တဲ့လုံးပါလေ အဲ့တော့ဘလို့ဝင်ရမှာလဲဟာဝင်လို့မရဘူးလားနေ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  stop ပြန်သွားမယ်ကွာအာ fish shop ငါ့ကိုစီးလို့ရအောင်ဘလို့လောက်အောင်မလဲမသိဘူးအာ baby fish baby fish baby fish အာအဲ့ဒီမှာဟိုကောင်လေး assolador တကောင်မွေးလိုက်မယ်နော်နောက်ပြီးတော့ဒီမှာ baby bass သုံးကောင်အာပြီးတော့ clown fish သုံးကောင်ပြီးရင်ကျွန်တော် pike pike တွေကတော့မမွေးတော့ပါဘူးကောင်တွေကနည်းနည်းဘလို့ပြောအောင်စီးစီးပေါ်တယ် ကြီးကြီးကျယ်ကျယ်ဖြစ်ကုန်ပြီခိုင်တော့မရတော့အရန်ကမှကြီးကျယ်နေပြီနေဟုတ်ငါဒီကောင်ကိုစီးလို့ရအောင်ဟော့တော့လောက်ပါမလဲအာဒီကရိုဘတ်နဲ့တောင်းရမှာမဟုတ်ဘူးလေရိုဘတ်တောင်းမှာမဟုတ်လေဒီကောင်စီမှာလုတ်လို့ရရင်မဟုတ်ဘူးလားပတ်စံတောင်းတော့မယ်ကြာမှာမဟုတ်ဘူးလားမရဘူးလားအော်ဒါကြီးက1 million နဲ့နော်အာ insane fish bag မှာဒီကောင်ပါဖို့ကကြတော့1%ပဲရှိရဲ့ကွာ ခွိုင်းဆိုရင်ငါဘာမှဟိုတန်မှုမရှိရဲ့လေအကြိုက်ဆုံးနဲ့ငါတော့2.5%ပဲပါတယ်ဆိုတော့ပတ်စံတန်းသုံးပြီးတော့တန်မှာမဟုတ်ဘူးဒီတာအာဒီဟာလေးတော့ဝယ်ထားလိုက်မယ်တထောင်ခွဲဆိုတော့လေနှစ်ခုလောက်ဝယ်ထားလိုက်မယ် Okay ဒါတော့ငါဖဲနာမြန်တဲ့ဥစ္စာ2000ဆိုတော့ဝယ်ထားလိုက်မယ်ကဲဒီအာရိုဝါနာကြီးကိုတော့ဒီတိုင်းပဲထားလိုက်ပါဦးမယ်ကွာပြီးတော့ကျွန်တော်ဟိုသွားမယ်ကျွန်တော်လည်းငါးကံကိုထပ်ပြီးတော့ upgrade တင်ရမယ်လေးသိရမလား နှင်းနေကြနေရဆိုတော့ဒီချိန်က mutation ဖြစ်မဲ့အကောင်းဆုံးအချိန်ပဲเนาะကဲကျွန်တော်ရဲ့ရေကန်ကိုဒီကထပ်ပြီးတော့ upgrade တင်မယ်အဲဒီတစ်ခါကတော့อืม peach ပေါ့เนาะဒီကမ်းခြေပုံစံမျိုးလေးကဲဒီ mission ကိုတော့ပြီးအောင်လုပ်အောင်မယ်ပြကျွန်တော်ဒီ server တွေကထွက်လိုက်မယ်ဗျာဘာလို့လဲဆိုတော့တခြား server မှာ stop ရှိရင်ငားတွေကမတူဘူးတိရမလားကဲငားဆိုင်အောင်သွားမယ်ဒီမှာငားတွေကဘလို့ငားတွေ stop ဖြစ်လဲဆိုတော့မေးကြည့်ရမယ်အာ tropical fish တွေကိုဝယ်ထားလိုက်မယ်နော်ကျွန်တော်ကအကောင့်တရာတော့မှ အမ်းပါဆိုတော့လေအာပြီးတော့ clown fish ရယ်ဟိုပါရယ် puffer fish ရယ် puffer fish ကနှစ်ကောင်ပြီးတော့ဒီမှာ clown fish ငါးကောင်လုံးဝယ်လိုက်မယ်ပတ်စံကတော့6သိန်းခွဲကျန်တယ်ကွာ6သိန်းခွဲနဲ့တန်တဲ့ငါးကတော့တစ်ကောင်မှမရှိဘူးငစားထဲမှာဆိုရင်အော်ဒီကောင်ရှိရယ်ငါးတော့နဲ့တစ်ခုဝယ်လိုက်မယ်နောက်ပြီးတော့ဒီမှာငစားထုတ်ချင်းနှစ်ထုတ်ဝယ်လိုက်မယ်ဟုတ်ပြီပြီးတော့ကျွန်တော်ရဲ့ငါးကောင်ကိုပြန်မယ်အမ်နင်းကွာမမွေးသေးဘူးကွာနောက်ထပ်ဆာဗာတစ်ခုထပ်ပြောင်းမယ်ကျွန်တော် 6သိန်း4000တန်နဲ့ငါးရင်မွေးရမယ်လေကဲကျွန်တော်နောက်ထပ် server တစ်ခုရောက်လာပါပြီကျွန်တော်လောကမှာ tropical fish ရယ် clown fish ရယ် puffer fish ရယ်အကောင်တွေကိုဝယ်နိုင်တယ်မြောက်ဝယ်ရမယ်တိတယ်တောင်တောင်ဒီကောင်တွေကတော့မဝယ်ကြတော့တော့ပါဘူးဘာလို့လဲဆိုတော့တထေးတွေဖြစ်သွားတဲ့အခါကျဈေးကြီးရဲ့ငါးတွေဝယ်ကြတော့မှလေးတိရမလားဒီ tropical ငါးတို့ဘာလို့ကမွေးနေတော့မယ်ဝယ်တာဗျာအာဒီမှာ၃កောင်ကျန်သေးရယ်อืม ပြီးတော့ clownfish က၄កောင်អូဒီ server မှာငမန်း install ရှိရယ်ငမန်းရ2.4 million ရောင်းကွာငါမဝင်နိုင်ဘူးကွာအာဒီဒီဟိုဆူးငါးတွေတော့ဝယ်ထားလိုက်မယ်ကွာဆူးငါး၄កောင်တော့ဝယ်ထားလိုက်မယ်ပတ်စံ3သိန်းကိုတော့ခြံထားလိုက်မယ်အာခြံလုံးဖြစ်သေးပါဘူးဒီ baby bass ပါဝယ်ထားလိုက်မယ်တိရဘာလို့လဲဆိုတော့ baby bass တွေကလည်းမွေးလို့ကောင်းတဲ့ငါးထဲမှာပါတယ်ဗျာအဲ့တော့ကျွန်တော်တစ်ချက်ချိရမယ်ဆိုရင်အာကျွန်တော်မှာ clownfish က18កောင်ဟော85កောင်ねအများကြီးပဲ 18ကောင်နောက်ပြီးတော့ puffer fish က9ကောင်လိုရာအကောင်90လိုရနော်နောက်ပြီးတော့ tropical ငါကတော့46ကောင်ရှိနေပြီကဲတော့ကျွန်တော်အဲ့အကောင်တွေကိုရနိုင်တဲ့မြန်ထပ်ပြီးတော့စုလိုက်အောင်မယ်ကျွန်တော်ရဲ့ပစံ2သိန်း4တောင်းနဲ့ကြိုက်သွားအောင်လို့ပေါ့နော် much 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 later ကဲကိုဆိုရင်ကျွန်တော်မှာပတ်စံ6100ပဲကျန်ပါတော့တယ်အဲ့ဒီမှာဆိုရင်ကျွန်တော် puffer fish ကအကောင့်30 Tropical Fish ကအကောင့်100နဲ့ Clown Fish ကအကောင့်90ဝယ်နိုင်ခဲ့ပါတယ်။အဲ့တော့ကျွန်တော်က Puffer Fish ကအကောင့်20ပဲလိုတော့တယ် Clown Fish ကတော့25កောင်လိုသေးရပါတော့။ဒါပေမဲ့ကျွန်တော်မှာဝယ်စရာပတ်စံမရှိရဘူးဆိုတော့ချီရအကောင့်တွေပဲမွေးရတော့မယ်ဗျ။ကဲကဲအကောင့်ဘယ်လောက်လဲတော့မမှတ်မိရော။ကဲအကောင့်100မွေးမယ်ကွာ။ Clown Fish ကဆောနာအကောင့်90ထင်တယ်နော်။အော်ဟေးဟိုဂိမ်းနေမှာလက်ကုန်ပြီ။ အများကြီးရဲ့အကောင့်တရာတော့ယော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 โอเคအာပြီးတော့ဒီကောင်လေးအစောလိုတော့ပြီးရင် baby best ရှစ်ကောင်ဟွန်းနောက်ထပ်မွေးစရာပါကြံသေးရဲ့နောက်ထပ်မွေးစရာတော့မကြံတော့ဘူးဒီကောင်လေးကိုချွေးစရာပဲကြံတယ်အာဒီကောင်လေးကိုချွေးရမယ် share plan နဲ့ချွေးရမယ်ဒီကောင်လေးကိုအာဒါပေမဲ့ခဏနေလိုက်ပါဘာလို့လဲဆိုတော့ဟို tropical fish တွေရဗျာအကောင်ကြီးရအရမ်းမြန်တယ်အကောင်တရာလုံးကျွန်တော်ဖမ်းမယ်ဗျာ အခုဆိုရင်တော့ဒီကောင်နေအကောင့်100လုံးပြည့်သွားလောက်ပြီနဲ့တူတယ်။ကဲကဲကဲလာ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 အခုဆိုရင်တော့အကောင့်50အာ90ကျော်သွားပြီ။စောနာလေး90အခုကတော့80ကျော်။ Okay ။နောက်ဆုံးတော့နောက်ဆုံးတော့ Okay အကောင့်100ပြည့်သွားပြီ။အကောင့်100ပြည့်သွားပြီဆိုတော့ကျွန်တော်ရောင်းစားလိုက်တော့မယ်။ဒီ Arowana ဆိုတော့9ရွာရောင်းလိုက်မယ်ဗျာ။အဲ့တော့ဘယ်တော့ရမလဲ။1000ကနေပဲရမှာပါ။ อืม9600ပဲရန်ဆိုတော့လည်းမဆိုးပါဘူးလေအဲ့တော့ကျွန်တော်ပတ်စံ1400နဲ့ဘာဝယ်လို့ရသေးလဲဆိုရင်အာဘာမှတော့ဝယ်လို့မရတော့ဘူးอืมထားလိုက်တော့ငစားပဲမေးကြည့်တယ်မြင်ငစားဝယ်လို့ရသေးတာပဲအာအထုပ်ကြီးနှစ်ထုပ်ဝယ်လို့ရတယ်โอเคအဲ့တော့ကျွန်တော်ရဲ့ကန်ကိုကျွန်တော်ပြန်မယ်ပြီးရင်အစာချွေးရမယ်ဒီကောင်းနေဒါကတော့ rainbow ပေါ့อืม rainbow တွေ rainbow တွေအကုန်ကျွေးလိုက်တော့မင်းတို့ပြီးရင်ဒီအထုပ်အကြီးပြား ခင်းအောင်တို့ကြီးငါးလုံးကြံတိုင်းငါးလုံးလုံးကျွေးတိုင်းပဲကဲဟုတ်ပြီအဲ့တော့ကျတော့ဒီ clown fish 95កောင် puffer fish အကောင်90ထပ်ပြီးစောင့်ရအောင်ပါပဲကဲဆိုတော့ဒီနေ့အပိုင်းလေးကတော့ဒီမှာပဲနှုတ်ဆက်လိုက်ပါတယ်နောက်ထပ်ရေကန်ကို upgrade တင်တာတော့နောက်အပိုင်းမှာပဲကျွန်တော်ဆက်ပြီးတော့တင်ပေးပါပြီပေါ့နော်ကြည့်ကြည့်နေဆိုရင်လည်း comment မှာရေးခဲ့ကြပါအောင်အားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့သူတို့ရောက်ချင်းစီတောင်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြတော့ပေါ့အားလုံးပဲ bye bye